နိုင်စင်ဆုံးလို့တဲ့အကျိုးကြောင့်ရွှေဆိုင်ပိုင်ရှင်တထေးကြီးတွေဖြစ်လာခဲ့တဲ့ဇနီးမောင်နှံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် MCL page ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။မြို့ကြီးပြကြီးတွေမှာနေစဉ်ဆုံးလို့တဲ့တလိယရှားပါလာခဲ့ပါပြီ။မနက်ခင်းဆရာတော်တွေကြွလာရင်ဆွန်းချလောင်းဖို့အတွက်ချက်ပြုတ်ရတာတွေလည်းမရှိတော့ပါဘူး။နေဘက်ဒီမှာဆိုရင်တော့ဆွန်းလောင်းလို့ဖို့အတွက်ဆုံးတဲ့ဟင်းကိုမနက်ခင်းအစိုးရထပြီးတော့ချက်ရတာဖြစ်ပါရစေ။ဒါပေမဲ့လည်းလူနေမှုဘဝမှာရုန်းကန်ရတာတွေများလာတဲ့အတွက်ဒီအလေးချင်းတွေကိုမပြောက်လာခဲ့ကြတာဖြစ်ပါရစေ။ဦးမိုးနဲ့ဒေါခင်ခင်အေးတို့ကတော့ ဆုံးလောင်းလူတဲ့အလေးချင်းကိုဟိုးရင်ကလေးရရှိခဲ့ကြတာပါဦးမိုးကကပီးယားနေနဲ့လဲဖုန်ကြီးချောင်းနေမှာလောက်ကင်ပေးတာကုသိုလ်ယူလာတယ်ရှိပါတယ်ဒေါခင်ခင်အေးကတော့ဖုန်ကြီးမျိုးလို့ဆိုလို့ရပါတယ်ဆွေမျိုးတိုင်းဝိုင်းနေကဖုန်ကြီးတွေများတဲ့အတွက်ဘာသာရေးနဲ့မဝေးခဲ့ပါဘူးနှစ်ယောက်လုံးဘာသာရေးလိုက်စားတာတူညီတဲ့အတွက်လက်ထပ်ဖြစ်ခဲ့ကြတာပါအကျိုးခံစား권အနေနဲ့ကောင်းတဲ့အကျိုးပြန်ရတတ်တာကိုသိပြီးတော့မသိကြတော့ပါဘူး။ဦးမိုးနဲ့ဒေါခင်ခင်အေးတို့ဇနီးမောင်နှံကဘာသာရေ ကိုလိုက်စားခဲ့ရတဲ့အကျိုးကျေးဇူးတွေကိုလက်တွေ့ကြုံတွေ့ခဲ့ရတာပါလက်ထက်စာတုံးကဆိုရင်ဇနီးမောင်နှံနှစ်ယောက်မှာ ပိုင်ဆိုင်မှုဆိုလဲပါမှသိမရှိသေးပါဘူးကိုပိုင်အိမ်လည်းမရှိသေးသလိုစီးစိမ်ရလို့လည်းအထီးတခြားမရှိပါဘူး မချမ်းသာပေမဲ့သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးကနေစဉ်ဆွန်းလူပါတယ်။ဆွန်းလူဖို့အတွက်ဆိုရင်မနေ့တိုင်းကိုယ်တိုင်ထချက်ပြီးတော့လှူတာပါ။အိမ်အောင်တဲ့အစာတုံးကဆိုရင်တော့စမ်းကြောင်းမျိုးမှနေထိုင်ကြတာပါ။စမ်းကြောင်းတစ်မျိုးလုံးကကိုရင်နေနဲ့ဖုံးကြီးတွေကိုအာယုံစိုးအလူဌာနပြုခဲ့ကြတာပါ။အဲ့ဒီအချိန်တုန်းကကိုပိုင်ကားဆိုရလဲမရှိပါဘူး။ဒါလေးရလဲတစ်ဖက်နဲ့ဇနီးမောင်နှံနှစ်ယောက်ကမနေ့ဆိုရင်ဆွန်းထလူဖို့အတွက်ညဆိုရင်စိုက်ကားလေးနဲ့ဈေးဘက်သုံးကြပါတယ်။ မနက်ခင်းဆိုရင်ဇနီးဖြစ်သူကအစောကြီးထပြီးတော့စွန့်ထချက်ပါတယ်။ခင်မုန်းဖြစ်သူကလည်းဘေးနားကနေလိုအပ်တာတွေဝိုင်းကူပြီးတော့စွန့်လူခဲ့ကြတာပါ။အပား300အအတွက်မနက်တိုင်းစွန့်အလူဒါနကိုနေ့စဉ်မပြတ်ပြုခဲ့ကြတာဖြစ်ပါတယ်။ဒါကြီးကအခုဆိုရင်အသက်30ရှိပြီဖြစ်တဲ့အတွက်နေ့စဉ်စွန့်အလူလူခဲ့တာဆိုရင်တော့29နှစ်လောက်ရှိပါပြီ။ဒါအပြင်တရက်မှာအပားတယောက်ကသူ့ကိုဖျောင်းစင်းတူတော်သုံးစုလူဖို့အလူခံခဲ့ပါတယ်။ ဒါကိုလှူဖို့မရှိတဲ့အတွက်ဇနီးဖြစ်သူကသူ့ရွှေတွေကိုချက်ပြီးတော့လှူခဲ့တာပါလှူပြီးမကြခင်မှာပဲရွှေဆိုင်ကြီးပိုင်ဆိုင်နိုင်ခဲ့ပြီးတော့ချမ်းသာလာခဲ့တာပါ စနီးမောင်နှံနှစ်ယောက်လုံးကတက်ညီလက်ညီလူတန်းကျင်တဲ့စိတ်ရှိတဲ့အတွက်လူဖို့အတွက်ဆိုရင်နှစ်ခါတိုင်ပင်စရာမလိုပါဘူးဒီစိတ်ကြောင့်ပဲမရှိတဲ့ဘဝကနေချမ်းသာပြည့်စုံတဲ့ဘဝတစ်ခုကိုရောက်လာခဲ့တာပါအလူလူဖို့ဆိုရင်တော့အလောက်ကလည်းစူးစမ်းမှာဖြစ်ပြီးတော့ပြင်းရတာမျိုးလည်းမရှိသလိုအပျော်တမ်းမှပြီးတော့လမ်းလွဲရောက်သွားတာမျိုးလည်းမရှိရပါဘူးအလောက်ကိုသာဒီဇိုင်းမမတ်လုပ်သလိုကုသိုလ်အရှိန်ကလည်းတစ်ဖက်ကနေပြီးတော့ပံ့ပိုးပေးနေတာဖြစ်ပါတယ် ဦးမွားတော့သူတို့ဘဝကိုပြောင်းလဲခဲ့တဲ့အဓိကအကြောင်းရင်းကတော့ကုသိုလ်အရှိန်အကြောင်းလို့အပြည့်အဝယုံကြည်ထားပါတယ်။နေစဉ်ဆွန့်အလှလုပ်ပြီးတော့အသိမကြားလိုက်ခင်မှာပဲရွှေဆိုင်ကြီးဒီဇိုင်းကိုပိုင်ဆိုင်လာခဲ့တာပါ။ဘာမှမလုပ်ပဲဖြစ်လာတာမျိုးတော့မဟုတ်ပါဘူး။ဒီလိုဖြစ်လာဖို့ဦးမိုးတို့ကမပြင်းမရှိနဲ့ကြိုးစားရပါတယ်။သူတို့လုပ်သမျှလုပ်ငန်းတိုင်းကအရှုံးဆိုတာမရှိပဲလုပ်သမျှအောင်မြင်တာကြောင့်အချိန်တိုအတွင်းမှာပဲကြီးပွားချမ်းသာလာခဲ့တာပါ။တက်လန်းတွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့အတွက် ကုသိုလ်ရဲ့အကျိုးသက်ရောက်မှုလို့ယုံကြည်ထားပါတယ်။ အခုဆိုရင်ရွှေဆိုင်အပြင်ဘရိတ်ခရဆိုင်ကလည်းရှစ်ဆိုင်အထိကိုဖွင့်လှစ်ထားနိုင်ခဲ့တဲ့ဇနီးမောင်နဲ့အပေါ်အမြင်လေးကောမန့်လေးတွေမှာရေးခဲ့ပေးပါဦး။ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်။